Strong လောကလန်းတယ် Premier Strong လောကလန်းတယ် Premier Strong လောကလန်းတယ် Premier Strong လောကလန်းတယ်ညနေရနေမှာဆရာခရိုင်အစင်းတီပါသွားတယ်ခရိုင်နေမှာသူတို့တိုင်တိုင်ရနေမှာမြမလေးရင်းစင်ကိုစပြီးတော့တောင်ကို96ခုနော်မြမလေးရင်းစင်ဖြစ်တာအဲ့လိုမျိုးတွေဖြတ်သန်းခဲ့တဲ့အချိန်မှာတော့မိဘတွေကသဘောတူတယ်ဒါမှအမတွေသဘောမတူဘူးဒါပေမဲ့ဒီဘောလုံးနဲ့အများကြီးကြိုးစားပြီးမှမိဘတွေထောက်ပံ့မှုတွေပေးနိုင်တယ်ကိုကစားခဲ့တဲ့အချိန်တော့ဆိုကောင်းစုံနဲ့တိုက်ခဲ့တာကိုကောင်းလို့ဆိုတော့မှ ကွဲလာတာဆိုမနေဘူးအရင်ကြီးကျေးဇူးတင်တာတော့အရှင်ဆန္ဒတိကပေါ့နော်အဲဆရာတော်ကြီးကလည်းလှမ်းပြီးတော့တရားမလားစိတ်ကြမကြဘူးဘောလုံးပင်နေတယ်ဆိုတာဖြစ်တတ်တယ်ဆိုတော့အဲ့လိုမျိုးလေးတွေပြည်သက်အပိနေလို့ကန်နေပြည်သက်အပိနေလို့သွားတယ်ဆိုတော့ပုံစံမျိုးဘောလုံးမဆိုင်တယ်ကမရှိစေချင်ဘူးအကားသောင်းဝန္ဒရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာစီကင်းရူပိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ရပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အစီအစဉ်မှာဆိုလို့ရှိရင်တော့မြမလယ်ရေးစင်ဘလုံးသမားဟောင်းတူဖြစ်တဲ့ဆဆမ်းမော်ကိုဖိတ်ခေါ်ထားပါရခင်ဗျာသူရဲ့ပြိုင်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံတွေစီးကိန်းနဲ့တက်ဆိုင်တဲ့အမှတ်တရတွေ အောင်မြင်မှုတွေအကြောင်းဒီနေ့မှာဆွေးနွေးတင်ဆက်ပေးသွားဖို့ရှိနေရပဲဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ပြည်သက်တွေကိုလည်းနှုတ်ဆက်ပေးပါအောင်ဗျ။ဟုတ်ပြည်သက်တွေမင်္ဂလာပါခင်ဗျာ။ကဲကိုဆိုင်ကြီးမဆုံတာတော့ကြာပြီပေါ့နော်။ဒီနေ့မှာတော့ Seeking Rewind အစီအစဉ်လေးကိုအချိန်ပေးပြီးတော့လာပေးတာကျေးဇူးတင်တဲ့အကြောင်းပထမဦးဆုံးပြောချင်ပါတယ်ခင်ဗျာ။ကိုဆိုင်ရဲ့အကြောင်းတွေပြောကြမယ်ကျွန်တော် Seeking အကြောင်းတွေပြန်ပြောင်းပြီးတော့ပြောကြရအောင်ဗျာ။ Ready ဖြစ်နေပြီဆိုတော့ကျွန်တော်အစီအစဉ်လေးကိုစတင်ပါတယ်ဗျ။အရင်ဦးဆုံးပေါ့နော်။ကိုဆန်းအားကစားနဲ့ တက်တက်ပြီးတော့ဘာတွေဆက်ပြီးတော့လှုပ်ဖြစ်နေသေးလဲဗျအခုလက်ရှိကတော့ဟိုဒီဘောလုံးနဲ့ပဲပေါ့နော်ကိုကလည်းဘောလုံးကနှစ်ကြာဆုံးကစားခဲ့တာဆိုအခုလက်ရှိဘောလုံးနဲ့ပဲဆက်သွားနေတယ်အခုဟိုမက်လီမှာဆိုကိုကတက်စားအမအမျိုးသီးဘောလုံးတဲမှာတော့ကိုကအသိအုပ်ချုပ်သူရောနီးပြောပေါ့နော်နှစ်ခုလုံးလုပ်နေပါတယ်လာတာနှစ်ခုရလားနောက်သာတော့နှစ်ခုမြောက်တစ်ခုပဲ။ဟုတ်ပြီဗျာ။အဲ့ဒါပို့ပါလေးဖြစ်အောင်ကျွန်တော်စတာပါ။ဟုတ်ကဲ့ပါ။အရင်ဆုံးပေါ့နော်။ကစန်းရေကျွန်တော်တို့အစီအစဉ်လေးကိုလာပေးပါအောင်ဆိုပြီးတော့ကျွန်တော် contact စလုပ်တဲ့အချိန်မှာ လုံးချောင်းတွေပြန်ပြောရမယ်ဆိုတော့ကိုစိုင်းရဲ့ခေါင်းထဲကိုပထမဆုံးရောက်လာတဲ့အဖြစ်ပြက်တွေကဘာဖြစ်မလဲဗျ။အရင်ဆုံးကတော့ဒီစီကိန်းတော်ကဘယ်မေးမယ်ဖြစ်တဲ့တော့ဒီစီကိန်းရဲ့ကိုကစားခဲ့တဲ့အမှတ်တရဒီ2023ကတော့ဒါကြီးကတော့ခေါင်းထဲကိုဘလုံးမောင်ဖျောက်လို့မရအောင်ဒါရောက်လာတဲ့ဟာတော့ရှိပါတယ်။ဟုတ်ကဲ့ပါ။ဒါစီကိန်းပြိုင်ပွဲဆိုတော့ဒီကိုစန်းကစီကိန်းကိုတော်တော်လေး အကျင့်ရည်အတွက်များများဝင်ပြိုင်ခဲ့တဲ့ကစားသမားဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်ပေါ့နော်အခုပြိသက်တွေလည်းသိအောင်လို့ဒီကိုစန်းအနေနဲ့တိတိကျကျလေးပြောပြပါဘယ်နှကြိမ်လောက်အထိများကိုစန်းပြိုင်ပွဲဝင်ခဲ့တာလဲအာဒီအခြေတော်မှာဆရာစီးခဲ့ဆိုတော့နှစ်နှစ်တစ်ကြိမ်ကျင်းပါတာလေအဲ့ပွဲမှာအဲ့ဒါတော့ဆရာအနည်းဆုံးဆရာ7နှစ်လောက်7ကြိမ်လောက်ပေါ့နော်ကစားခဲ့တယ်နှစ်20ကျော်နှစ်20ကျော်ကစားခဲ့တယ်လေရွေးစင်အဲမှာလေဟုတ်ကဲ့ဗျာကဲစီးကိန်းက စတော့မယ်ပေါ့နော်မကြခင်မှာထိုင်းမှာစတော့မယ်ဆိုတော့ဒီကိုစန်းပြိုင်ပွဲဝင်ခဲ့ဘူးတဲ့စီးကိန်းပြိုင်ပွဲတွေအကြောင်းပြောကျင်သေးတယ်ပေါ့နော်အဲ့တော့အခုပြောပြီးတာမမေရဖြစ်တဲ့စီးကိန်းပြိုင်ပွဲဆိုဘယ်စီးကိန်းကကိုစန်းအတွက်အမှတ်တရဖြစ်တယ်လို့ပြောလို့ရမလဲอืมစီးကိန်းနေပွဲတွေဟာတော့ကိုကသူများနိုင်ငံသွားပြီးတော့ကစားတယ်လေအာ BNN တို့ထိုင်းတို့မလေးတို့အကုန်လုံးသွားကစားခဲ့တယ်ဒါပေမဲ့အမှတ်တရရှိဆုံးပွဲကတော့ဒီကိုအင်ရှင်ဖြစ်2013လောကကစားခဲ့တဲ့ပွဲကတော့ဒါအမှတ်တရမှတ်မှတ်ရရဆိုတာထက်ကို ဟိုလက်ရှိကိုဘလုံးသမားဘွားနဲ့ပြီးဆုံးပြီးတော့အခုနောက်ဆုံးနားသွားတဲ့အချိန်ထိတော့မှပဲဒီပွဲတစ်ပွဲကတော့ဘလုံးမမေ့လို့မရတဲ့ပွဲတစ်ပွဲပါဟုတ်ကဲ့ပါဒါအခုပြန်ပြောရင်အခုမျက်ရည်ဝဲရတဲ့အဖြစ်အပျက်အမှတ်တရရှိတယ်ပေါ့နော်အဲ့တော့အချိန်ကို ပြန်ပြောင်းရမယ်ဆိုလို့ရှိရင်အဲ့တော့အခိုက်တန်လေးနည်းနည်းတော့မှတ်မိတလို့ပြန်ပြောပြအောင်မှတ်မိတလို့ဆိုမှတ်မိနေတာအသေးထဲမှာဆွေးနေခေါင်းထဲမှာဆွေးနေတာဘလို့မှမေ့လို့မရဘူးပေါ့နော်အဲ့အကြောင်းလေးကျွန်တော်ပြန်ပြောရအောင်ဟို ဘလုံးသမားတယောက်အနေနဲ့အများကြီးကိုကစောစောလို့ပေါ့နှစ်10ချိန်12ချိန်ပတ်ဝန်းကျင်လောက်ထိကိုကဒီစီးကိန်းအောင်ကစားခဲ့တယ်ဒါပေမဲ့ဒီအင်ရှင်ဆိုတဲ့ဟာမျိုးရောက်လာဖို့ဆိုတာတတော်ကိုစောင့်စားရတာဒီစီးကိန်းဆိုတာအင်ရှင်လောက်ခွင့်ရဖို့ဆိုတာတတော်ကိုကစားခဲ့တဲ့တက်မှတက်မှတတော်ကိုနှစ်တည်းအများကြီးကြာကြာခုလိုမျိုးစီးကိန်းကိုကစားခဲ့ရလို့လေကိုအင်ရှင်နဲ့သွားပြီးတော့တိုက်ဆိုင်နေ။အဲ့တော့ကိုစီးကိန်းပွဲတွေသူများနိုင်ငံမှာသွားဆော့တဲ့အချိန်မှာသူများပြည်သက်တဲ့အချိန်မှာကစားခဲ့ရတယ်။ဒါမှအဲ့မှာဘာပဲပြောပြောဟိုဒုတိယနဲ့ တတိယတွေပဲယူခဲ့ရတာဒါပေမဲ့ကိုအင်ရှင်ကစားတဲ့အချိန်လေးမှာတော့ဘာပဲပြောကိုနိုင်ငံမှာကစားတယ်ကိုကိုယ်တိုင်လည်းအသက်အရွယ်ရလည်းရလာတဲ့အချိန်လေးမှာဒီစီဂိမ်းပွဲလေးမှာတစ်ခါမှရွှေ့မရဘူး7တစ်ချိန်7ချိန်ပတ်ဝန်းကျင်ဆော့ခဲ့တယ်ဆိုပေမဲ့ကိုမြန်မာနိုင်ငံအတွက်ဒီအရှိတော်အာရှစီဂိမ်းပွဲကြီးကိုတစ်ခါမှရွှေ့စုဆိုတာမယူပေးခဲ့တဲ့အတွက်ကိုအင်ရှင်လေးမှာတော့ယူချင်တာကျွန်တော်ဒီပြေးတဲ့အချိန်မှာစွမ်းကုန်ကစားမယ်လုံးဝလည်းစူးစမ်းဖို့လည်းပြင်ဆင်ထားပြီးသား ထင်တဲ့လောက်လဲပေးတဲ့အပေးမှုလဲရခဲ့တယ်ကစားသမားဘော်တွေရောကစားသမားချင်းချင်းအောင်လဲတကယ်ကိုစိတ်ဓာတ်ပြနေဒီဘက်မှာကစားခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကရိုးရှင်ပွဲတိုင်းကစားပြီးတော့နောက်ဆုံးအဲရိုးရီးယားနဲ့ပွဲမှာဆိုကျွန်တော်တို့အရှုံးကနေမှဘာပဲပြောပြောရည်ဦးရဲ့ဂိုးတွေနဲ့ကျွန်တော်တို့ဘာပဲပြောပြောဒီဘက်မှာဆိုတန်းထွေးတို့တွေနဲ့အကုန်လုံးပေါ့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်နဲ့တူကစားခဲ့တဲ့ပလေးယာတွေကစူးစမ်းထုတ်မနဲ့ကျွန်တော်တို့နိုင်ခဲ့နိုင်ခဲ့ပြီးတော့ကျွန်တော်တို့ဒီအချိန်ပိုအထိတွေကျွန်တော်တို့ဖြစ်သွားတယ်ဟိုကိုဘူကမှာဆိုရတာဘောလုံးသမားတန်းတန်းတစ်ချောင်းမှာအင်ပလေးဘောလုံးကစားတိုင်း ပင်နယ်ဒီဆိုကိုပဲရှူရတာကိုပဲရွေးချယ်တယ်ကိုကိုတိုင်းလည်းအသိကောင်းဆောင်ဖြစ်တယ်ကိုကိုတိုင်းလည်းပင်နယ်ဒီကိုစိတ်ကြိုက်ကိုပွဲတိုင်းကိုကန်ခဲ့ရတဲ့လူတယောက်ကိုဖြစ်လေတတိစကြာကိုပြောင်းလဲခဲ့ရတာတော့ရှောင်းနော်ပွဲတိုင်းကိုဟိုကိုလွဲကြော်ခဲ့တယ်ဆိုတော့မရှိသလောက်ကိုဖြစ်ခဲ့တာဒါတော့ဒီပွဲမှာဆိုလည်းအကုန်လုံးစူးစမ်းပြီးတော့နောက်ဆုံးပင်နယ်ဒီဖြစ်သွားတယ်ဖြစ်တော့လဲနောက်ဆုံးပင်နယ်ဒီကိုလည်းဆရာတို့က ငါးခုမြောက်ပဲဒီပွဲတပွဲကစားရတာနောက်မှဒီငါးခုအဆုံးဖြတ်ပြီးမှထပ်သွားတဲ့ထက်ပါဆိုလဲကိုကိုယုံကြည်စိတ်ချတဲ့အတွက်ငါးရောက်မြောက်မှာကိုကိုထားထားတယ်နောက်ဆုံး finisher ကိုကအဆုံးသက်ကန်ဖို့အတွက်ဟိုဆရာတို့ဒီ2000ဟိုခွန်တော်ကဆိုဆရာအာဆီယံချန်ပီယံရှစ်မှာဆိုလို့ရှိရင်ဆရာငါးရောက်မြောက်ပွဲဆရာကိုထားထားပြီးတယ်ဒါပေမဲ့ဆရာကိုထီကိုကန်ခွင်မရလိုက်ဘူးကိုရှိရလူတွေနဲ့နေမယ်နောက်ဆုံး final မှာဆရာတို့ရွှေရလိုက်တာပေါ့နောက်ဆုံးအခုစီးကိန်းမှာလည်းအဲ့လိုမျိုးကိုထားခွင်ရတဲ့အတွက်နေခဲ့တယ်ဒါပေမဲ့စီးကိန်းပွဲမှာကကိုက ဟိုကိုလောက်ကစားသမားတက်တန်းလဲကြာနေပြီကိုလောက်လဲရှင်းကြတဲ့ပလီယာလည်းမရှိဘူးဒါပေမဲ့ဒီနေရာမှာထားတဲ့အချိန်မှာဟိုကိုကိုတိုင်ကတအားကိုရကျင်စိတ်လိုချင်စိတ်တွေတအားဖြစ်နေတာဟိုဘောလုံးသမားတောက်လျှောက်လဲကစားခဲ့တဲ့တစ်ခါမှလည်းမရဒီပွဲကိုတော့မဖြစ်မနေကိုရမယ်ကိုပြည့်တဲ့ရှိမှာဆိုတော့အဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေလည်းအများကြီး feeling တွေကိုမတက်နေတဲ့အချိန်ပေါ့နော်ဆိုတော့ဒီယုံယုံကြည်ကြည်နဲ့နောက်ဆုံးဆုံးဖြတ်ရမယ့်အချိန်မှာဘာပဲပြောပြောဒီလက်ရှိကိုနိုင်ငံမှာအားပေးနေတဲ့ပြည်သက်တွေရှိမှာရောဒီကိုကိုတိုင်းဒီပင်နေဒီကိုမဝင်လိုက်တဲ့အချိန်မှာ ဘာနဲ့မှမတူတဲ့ဆုံးရှုံးမှုအခုချိန်မှာပြန်ပြီးတော့တွေ့ဟိုအများဆက်ဆက်ပါခင်ဗျာနောက်ဆုံးဘောလုံးနားတဲ့ခင်ဗျာတွေ့ဒီဟာကြီးကကိုယ့်အတွက်တကယ်ကိုအမဲဆက်တစ်ခုလို့နောက်မှလိုက်နေတယ်ကိုဘွားအတွက်ကိုကိုယ်တိုင်မရခဲ့ရတယ်လို့ကိုပြည့်တဲ့အတွက်မလုပ်ပေးခဲ့ရတဲ့ chance ပေါ့နော်တကယ်လို့အဲ့နေ့မပွဲမှာသာကိုသာဒီ penalty ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကလုံးဝ လုံးဝ final တက်ပြီးတော့နိုင်ငံအတွက်တကယ်ကိုစီးကိန်းရွှေတခုကိုလုတ်ပေးနိုင်ခဲ့မှာဆိုတော့အဲ့တော့အဲ့ဒါမရခဲ့တဲ့အတွက်တော့ခဲကိုရေရိုးမရလည်းဖြစ်ခဲ့ရတယ်လို့အစိမ်းမကောင်းလည်းဖြစ်ခဲ့ရတယ်။အဲ့ရဲ့ effect ကြီးကတော့အဲ့တော့ခံစားခဲ့ရတယ်လို့အခုချိန်ထိလည်းဒီအတွေးတွေဒီအမြင်တွေနဲ့စီးကိန်းဆိုတဲ့နေရာအတန်ကြားလိုက်လို့ရောက်လာတဲ့ဆိုရင်ကိုကိုယ်တိုင်စီးကိန်းမှာမလုတ်ပေးနိုင်ခဲ့တဲ့အရာတွေတခုကတော့အခုချိန်ထိအမဲဆက်တခုလိုပါပဲ။ဟုတ်ကဲ့ပါ။အဲ့မှာ ဥက္ခရာနှစ်သိမ့်ပြီးတဲ့စကားနှစ်သိမ့်ပြီးပါတယ်ဥက္ခရာတော့ဘာမှမပြေဘူးလေမတွေ့ရတာပေါ့နော်ဒီပြပခန်းတော်လွဲသေးတာပဲဆိုပြောတယ်ပြောပြီးပါတယ်ပြောရပါတော့ဟုတ်ကဲ့အဲ့ဒီအပြင်ပေါ့တခြားသောဘလူလူတွေရဲ့နှစ်သိမ့်စကားတွေဟာအခုဒီကိုစန်းရဲ့ရှင်ထဲမှာ ရှိနေတာမျိုးရှိတယ်ကျွန်တော်လေးအဲ့ဒါကြတော့လေးဟိုအရင်ကျေးဇူးတင်တာကတော့ ဟိုကျွန်တော်တို့အတုံးကဆိုလို့ရှိရင်ပင်နယ်မွန်နဲ့တွဲဆိုပြီးတော့အကုန်လုံးကဘာပဲပြောပြောဖြစ်တတ်တယ်ဆိုတာပြောသလိုကျွန်တော်ကိုအတုံးကတော့ဟိုကျွန်တော်လဲစိတ်တွေကအရင်ညစ်နေတဲ့အချိန်ပေါ့နော်ဟိုတယ်ရောက်တဲ့အချိန်မှာတော့အဲကျွန်တော်ကိုဆရာတော်ကြီးတစ်ပါးကလည်းဘာပဲပြောပြောအဲဆရာတော်ကြီးတစ်ပါးဆိုတာတော့မှပဲဆရာတော်ကြီးဟိုအရှင်ဆန္ဒတိကပေါ့နော်အဲဆရာတော်ကြီးကလည်းလှမ်းပြီးတော့တရားမလားစိတ်ဓာတ်မကြဘူးဘောလုံးပင်နေတယ်ဆိုတာဖြစ်တတ်တယ်ဆိုတော့အဲ့လိုမျိုးလေးတွေဟိုဖုံဖုံတို့ကဒီမှာအဲ့လိုမျိုးလေးတွေကိုယ့်ကိုပြေးသိမ့်ပေးတဲ့ဟာတွေနဲ့ကိုယ်ပြေပြောက်တယ်လို့ ပြီးတော့နောက်ထပ်ကိုကအဲစိတ်ညစ်မှုတွေရှိတဲ့အချိန်မှာကိုဟိုနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ပေးသက်တွေပေါ့မန္တလေးမှာပေးသက်တွေကိုသွားပြီးတော့ဟွာဖြစ်မှာဆိုတဲ့အချိန်မှာအဲ့မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာတော်တော်ပြေသွားတာအခုချိန်ဒီလေအဲ့ဟာကဒါဒါကြောင့်ပေးသက်တွေအခုချိန်ချက်လဲချက်တယ်တကယ်လဲကျေးဇူးတင်တယ်ဆိုတော့နောက်ဆုံးကျွန်တော်ဒီစုမရတော့မှပဲဒီ တ်ပြီးတော့ကျွန်တော်တို့ပေးတဲ့ကိုနှုတ်ဆက်မယ်ဆိုတဲ့အချိန်မှာတအားကိုချစ်စရာကောင်းတာမန်လေးပေးတဲ့ရကိုကဟာဒီမြင်ကွင်းယူသွားမယ်ဆိုလို့ရှိရင်တော့ငါ့ကိုတော့တခုခုငါပေးနေတယ်ဝင်နေတော့ငါ့ကိုအပြစ်တွေပြောတော့မှာပဲငါ့ကိုတော့တခုလုံးတော့မှာပဲဆိုပေမဲ့ကျွန်တော်တို့ကားနဲ့လှည့်တဲ့အချိန်မှာတကယ်ကိုချစ်စရာကောင်းတော့အောင်ကိုကိုနွိနွိထွိထွိနဲ့ကြိုးဆိုတာပေါ့နော်အမေကြီးတွေကအစအကိုကြီးတွေအစလူငယ်တွေကစမစမ်းစမ်းမဘာမှမဖြစ်ဘူးဒီလိုပဲဖြစ်တတ်တယ်ဆိုတော့အဲ့ဒီအပေးမှုကဟိုဘဝမှာကိုမပေးကြလဲရပါမယ်ကိုကိုပြန်ပေးတဲ့ဟာကြီးကကို့အတွက်တော်တော်ကို ဟိုခံစားနေရတဲ့အရာတွေပြေပြောက်ခဲ့တယ်ဗောနော်ဒါကတော့ကိုယ့်ဘဝအတွက်ကျေးဇူးတင်ထိုက်တဲ့အထက်မှာဒါပြည့်သက်တွေကအများကြီးကျေးဇူးတင်ပါတယ်အခုချိန်ဒီလဲကျွန်တော်ပြည့်သက်တွေကိုကျေးဇူးတင်နေတော့ပါဗျာ ဟုတ်ကဲ့ပါကိုဆန်းရေဒါအဲ့ဒီတော့ကအပြင်မှာကိုဆန်းတို့ကြုံခဲ့တဲ့ပြည်သက်တွေမှမဟုတ်ပါဘူးပေါ့နော်ဒါအခုလိုမျိုးရုပ်မြင့်တန်ကြားကကြည်နေတဲ့တနိုင်ငံလုံးကပြည်သက်တွေလည်းအဲ့ဒီတော့ကကိုဆန်းတို့ကြုံခဲ့တဲ့အပြင်ကပြည်သက်တွေလိုပဲထက်တူဖြစ်တယ်ဆိုတဲ့အကြောင်းလဲဒါအခုတခါတည်းပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာကဲဟုတ်ပြီဗျာကျွန်တော်တို့နည်းနည်းလေး emotion ဖြစ်တဲ့မိကွန်းနေပြီးသွားပြီဆိုတော့နည်းနည်းလေးပြန်ပြီးတော့တဆင်ချင်းပြန်ရှင်းအောင်ပေါ့နော်အခုဒီစီးကိန်းကတော့အခုလာအခုပြိုင်ပွဲနဲ့ဆိုလို့ရှိရင်ဒီ33ချိန်မြောက် ရှိပြီပေါ့နော်။တမိုင်းချောင်းကတော်တော်လေးကိုကြီးမားတဲ့ပြိုင်ပွဲဆိုတာဘူးမှညင်လို့မရဘူး။တမိုင်းချောင်းကြီးသလို PR ကလည်းတော်တော်လေးကြီးတဲ့ပြိုင်ပွဲကြီးပေါ့နော်။အဲ့ပြိုင်ပွဲကို PR တွေကင်းကင်းနဲ့ပြိုင်နိုင်ဖို့ကိုစန်းလိုစီနီယာတယောက်အနေနဲ့ဗားရီများအကြံပေးချင်တာရှိတယ်ဗျ။အခုလက်ရှိစီကိန်းသင်းလေးကိုတော့အမျိုးသမီးသင်းကိုတော့အကြံဉာဏ်ပေးချင်တာစောစောလို့ပေါ့။ စည်းကိမ်းပွဲပြည်တယ်သူတို့ဖျားတွေရှိမယ်အခုလောလောဆယ်သူတို့ဘူးနွန်းနွန်းလေးအာဆီယံချန်ပီယံရှစ်သူတို့ရလာကြတယ်ဒီပေါ်မှာဘာပဲပြောပြသက်တွေသူတို့ပေါ်အားရချင်တတ်မှုတွေရှိခဲ့တယ်ပြီးတော့သူတို့စ조사ခဲ့တာတွေကလည်းဘာပဲပြောပြောဩစတြေးလျလူသင်းမျိုးတွေကိုလည်းသူတို့ခံကစားခဲ့တယ်ဗောနော်တော့ထိုင်းရင်းသင်းကိုလည်းသူတို့နိုင်ထားတယ်ဆိုတော့ဒီဟာလေးတွေကလေးတွေကအရသာလေးတွေသူတို့ရှိနေပြီတိလည်းတိနေပြီဒါပေမဲ့နောက်တစ်ဆင့်ဆိုတော့ကျွန်တော်တို့အာဆီယံချန်ပီယံတစ်တဲ့မြင့်တဲ့စည်းကိမ်းပွဲဖြစ်တဲ့အတွက်တော့ဒီဘက်မှာသူတို့အများကြီးအရင် ပြီးခဲ့တဲ့အာဆီယံချန်ပီယံရှစ်တဲ့သူတို့အများကြီးပို့ပြီးတော့စ조사ရမယ်အများကြီးသူတို့လုပ်ရအောင်မယ်ဒီကကြော်ဖြတ်ဖို့အတွက်ဆိုရင်တော့ကလေးတွေကအဲ့မှာကစားခဲ့တဲ့အင်အားထက်နှစ်ဆနောက်ဆုံးပြောမယ်ဆိုရင်တော့အဲ့ထက်မကသူတို့စ조사ဖို့တော့လိုမယ်လို့ဒီအသိန်းတွေကိုမြင်ပါတယ်ဟုတ်ကဲ့ပါဒါစီးကိန်းပြိုင်ပွဲမှာကိုစန်းအနေနဲ့ဒီနိုင်ငံအတွက်ရွှေရစိတ် စုခူးပေးနိုင်ခြင်းမရှိဘူးဆိုပေမဲ့တခြားသောစုတစိတ်တွေကရောကိုစမ်းဘယ်လိုမျိုးစုတစိတ်တွေစုခူးပေးထားလဲဗျအဲနိုင်ငံအတွက်ကတော့ကိုကဒီနှစ်20ကျော်ကစားခဲ့တဲ့တက်တန်းတယောက်ဆိုကျွန်တော်ဒီစီးကိန်းပွဲတွေမှာဆိုရင်တော့နောက်ဆုံး final တက်တယ်ဒုတိယနဲ့ပဲကျင်းနှက်ခဲ့ရတယ်တတိယနဲ့ပဲကျင်းနှက်ခဲ့ရတယ်ဒီအဆင့်အထိပဲတတိယစတုထအထိကျွန်တော်ရခဲ့တာစုမဝင်ဘူးဆိုတာမရှိဘူးကိုပြန်ခဲ့တော့ရှောက်မှာပေါ့နော်ဒီစီးကိန်းနဲ့ဆိုလို့ရှိရင်ဆိုတော့ စည်းကိမ်းပွဲမှာကိုကအဲ့ဒါပဲရခဲ့တယ်ဒါပေမဲ့ဒီအာဆီယံချန်ပီယံရှစ်ပေါ့ဒီပူပူနွန်းနွေးဒီမျိုးသမီးတွေရထားတဲ့အာဆီယံချန်ပီယံရှစ်ဆိုရင်ကျွန်တော်က2004ခုနှစ်မှာကျွန်တော်ကဗီယက်နမ်နိုင်ငံမှာပထမအဦးဆုံးဒီအမျိုးသမီးအာဆီယံချန်ပီယံရှစ်ကိုကျင်းပတယ်အဲ့ပွဲမှာကိုပထမအဦးဆုံးပါသွားတယ်ပါသွားပြီးတော့ကိုကိုတိုင်းဒိုင်းစုအဲ့မှာယူခဲ့တယ်ပေါ့နော်ဗီယက်နမ်နေပြီးတော့အဲ့ရနေပြီးတော့ကျွန်တော်နောက်ပိုင်းအာဆီယံချန်ပီယံရှစ်စုပစိမရဘူးနောက်ပိုင်း2008ခုနှစ်ကျတော့ဆရာတို့အင်ရှင်မြန်မာနိုင်ငံကျင်းပတယ်အဲ့မှာဆရာနောက်ထပ်ထပ်ပြီးတော့ဒီ ာဆီယံချန်ပီယံရှစ်ဒိုင်းစုတစ်ခုရခဲ့တယ်။ဆိုတော့ဒီအာဆီယံချန်ပီယံရှစ်အနေနဲ့ဆရာကဒီနိုင်ငံအတွက်နှစ်ခုရွှေတစိမ့်နှစ်ခုယူပေးခဲ့တယ်ပေါ့နော်။စီဂိမ်းအတွက်ကတော့ဒုတိယတတိယပဲရခဲ့တယ်။ပထမကတော့ဆရာမလုပ်ပေးနိုင်ခဲ့ဘူးပေါ့နော်။ဟုတ်။ဘဝရဲ့ချုံမြင့်တဲ့အခိုက်အတန့်ထွေးထွက်များလို့ရည်သက်ဆုံး ရိုင်းရဒီတာအကောင်းဆုံးထပ်ပြီးတော့သိကျင်တာကငယ်ဘဝအကြောင်းလဲသိကျင်ပါသေးတယ်ကိုစန်းငယ်ဘဝတုန်းကဘလုံးနဲ့ဘလို့စတင်ပြီးတော့ထိတွေ့ခဲ့တာလဲဘလို့ဘလုံးသမားဖြစ်လာတာလဲအဲ့ဒါအကြောင်းလေးလည်းပြောပြပါအောင်ဗျာဘလုံးသမားတော့အကိုကဒီကလေးဘဝတော့ရွာမှာနေတော့ကျတော့ဒီဘလုံးသိပ်ပြီးတော့ဟိုကမဖြစ်သေးဘူးဒါပေမဲ့နည်းနည်းကိုတိတက်တဲ့အရွယ်လေးမှာကျတော့ဘလုံးကိုကန်တာရွာမှာကျတော့ရွာဆိုတာဘာမှမရှိဘူးဘလုံးတော့မရှိဘူးနောက်ဆုံးတရားဟိုအင်တာဗျူးတွေမှာဆိုဖြေခဲ့တယ်ရွာဆိုတဲ့ဟာမျိုးကဟိုနွားတွေဘာတွေခွာလုတ်တဲ့ အလုံးပေါ့နော်သူတရေလုံးအဲ့ဒါလေးတွေကဆိုကိုယ်ကကလေးဆိုတော့လေဟိုကိုယ်အသက်က12နှစ်13နှစ်လောက်မှာဆိုတော့ဒါလေးနဲ့ကစားခဲ့တယ်အဲ့ကနေမှတော့ကိုယ်ကဘောလုံးကိုယူတုတ်တယ်မရွာအကူတွေကနေမှကိုယ်ကိုမြောက်ပယ်ပြီးတော့ဆန်းဆန်းဘောကောင်းတိုက်တာကောင်းတယ်ဆိုအာခေါင်းနေလိုက်တိုက်အာသူကန္နာကောင်းဆိုလိုက်ကဲဆိုဘောလုံးကိုအဲ့လိုတွေကတော့ကိုယ်ကယူတုတ်တယ်ဒါပေမဲ့နောက်ဘောလုံးသမားဖြစ်ဖို့အတွက်ကိုယ်ကကျတော့ဟို1990ငါကနှစ်ကြာမှဒါဘောလုံးအမျိုးသမီးဘောလုံးပွဲတွေရှိနေပြီဆိုပြီးတော့ကိုကိုလာပြီးတော့ခေါ်တယ်ခေါ်တဲ့အချိန်ကျတော့လေကိုကဟိုအိမ်မှာကိုကတော့ကျောင်းတက် ဘာလို့ပြောအလုံးလုံးနေတဲ့အချိန်ပေါ့နော်ဂျွာမာနေတာဖြစ်တဲ့အတွက်ကြတော့ဒီဘောလုံးအကစားနည်းဆိုတာအမျိုးသမီးတွေမှာဘာမှဒီလိုဒီအပိတ်မှုမရှိသေးဘူးမရှိသေးဘူးမှာကိုကစားဖို့လို့တော့ကိုညီကိုမောင်နှမဆိုတာမိသားစုထဲမှာအဖေအမေကတော့ကိုကိုခွင့်ပြုပေးတယ်မိဘဆိုတာဒါပေမဲ့ညီကိုမောင်နှမအမဆိုခွင့်မပြုအဲဘာလို့မှလဲနော်မိန်းကလေးဘောလုံးကန်တာအဲတော့ကျတော့ကိုရီခေတ်ကကျတော့တည်တဲ့အတိုင်း မိန်းကလေးတွေကိုဘာပဲပြောအိန္ဒိယအသိကရှိရဲ့မိန်းမတွေဘာပဲပြောပြောဒီလိုမျိုးယောက်ျားရဲ့နဲ့တန်းတူလောက်ရတဲ့အလုပ်တွေကိုလက်မခံခဲ့ဘူး။ဒါပေမဲ့ကိုကိုတိုင်ကဒါကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြတော့အဲ့ဒီအတိုက်ခံနေလဲဘယ်သူမှဟိုမှာမဖြစ်ဘဲနဲ့ဆရာကစားတယ်။အဲ့ကနေပေါ့ကိုကတော့ဟိုဒီကြောက်အခုဆောပြောသလိုပေါ့20ကျော် ဘာလို့ကစားခဲ့လဲဆိုလို့ရှိရင်ကိုကိုတိုင်ဘလုံးသမားပေါ်တက်သွားတယ်အဲ့လိုတဆင်ချင်းကနေဆရာတောက်လျှောက်တက်တာပေါ့နော်ခင်ဆရာမြို့နယ်ဘက်သွားစော်တယ်မြို့နယ်ကနေမှဆရာခရိုင်အစင်းတီပါသွားတယ်ခရိုင်ကနေမှတို့တိုင်တိုင်ကနေမှမြမလေရွေးစင်ကိုစပြီးတော့1996ခုနှစ်မှာမြမလေရွေးစင်ဖြစ်တာ96ခုနှစ်လေရွေးစင်ဖြစ်တဲ့ဆရာအခုနောက်ဆုံး finishing 2013 CK 2013ပြီးတော့စခွန်ပေါ့နော်ဆရာအဲ့လောက်ထိဆရာစော့ပြီးတော့မှအခုနောက်ဆုံး finishing 2000 ဟိုအလောင်းမစကူလို့မစက်ဒီဘောလုံးလောက်အောင်နားသွားတာဆိုတော့အဲ့လိုမျိုးတွေဖြတ်သန်းခဲ့တဲ့အချိန်မှာတော့မိဘတွေကသဘောတူတယ်။အမတွေသဘောမတူခဲ့ဘူး။ဒါပေမဲ့ဒီဘောလုံးနဲ့အများကြီးစူးစမ်းပြီးမှမိဘတွေထောက်ပံ့မှုတွေပေးနိုင်တယ်။ဟိုဒီကဘာပြောရတဲ့စုကြီးတွေဆိုလို့ရှိရင်အိမ်ပြန်ပေးတယ်ဒါလေးနဲ့ပဲအမကြီးကျွန်တော်ကဒီကရတယ်ဒီလိုလေးဖြစ်လို့ဆိုပြီးတော့ဒီလိုနဲ့ပဲသူတို့အားပေးခဲ့တာပေါ့။အရင်ခေတ်ကတော့ကျွန်တော်တို့ဘောလုံးကံမှုအတွက်ကိုအဲ့လိုကြီးရိုးတုပ်ပြီးတော့မပေးခဲ့ဘူး။ဒါကိုလေးခေတ်ကပေါ့လေ။ဟုတ်ပြောပါ။အခုခေတ်နဲ့အရင်ခေတ်နဲ့ရောဘာတွေကွာသွားပြီလို့တဲ့။ အခုခင်းနဲ့အရင်ခင်းနဲ့ကအယမ်းကွာပါတာဟိုဒါအရှင်းဆုံးပြောရင်တော့အကိုကဟိုကိုကိုတိုင်းလဲဘောလုံးသွားဘွားနားသွားပြီကိုကိုတိုင်းလက်ရှိလဲနီးပြလုံးနေပြီကိုကိုတိုင်းအသင်းတွေကိုလဲကင်နေတယ်ဘောလုံးပွဲတွေမြင်တွေ့နေရတဲ့အချိန်မှာဒီအမျိုးသမီးဘောလုံးကဟိုတိတိသားသားကြီးပေါ့ဒါကိုမျက်လေးလုံးမှမြင်တာဆိုဒီအာဆီယံချန်ပီယံရှစ်မှာအမျိုးသမီးတင်ကဝင်နာဖြစ်သွားတာအနေပြီးတော့နောက်ဆုံးအခုဆို Women League ကိုသူတို့ ISB ချစ်စပွဲအောင်လို့အားပေးတဲ့အချိန်ထိပြည်သက်ကတအားကိုပြောင်းလဲမှုဖြစ်သွားတာ ဟိုကိုရီခက်ကဆိုလို့ရှိရင်ဒါဟိုကျွန်တော်ဆိုဒီ2000ဟိုဟာတော့မှဆိုလဲပြေးတဲ့ရှမ်းပါတယ်အများကြီးလာတယ်ဒါမှအဲတုန်းကလာတဲ့ပြေးတဲ့ဆိုမဲ့ဘာလို့မျောလဲနေရလဲဆိုတော့အပြေးတဲ့ကြီးလာမှလာရဲ့လားအဲကိုကဟိုနောက်ဆုံးအဲ့တော့ဆိုဂိုးဟိုတယ်မှာကိုတည်းကနေရတာဟိုတယ်အဲ့အိုင်နာလေးမှာနေနေဗရင်းမောက်လေးတွေကနေဖွင့်လာပေးတဲ့လာပါမလားငါတို့ဘွယ်အဲ့လိုမျိုးရှိမ့်ဝင်စားရတဲ့ခစ်ပေါ့နော်ကိုတွေတော့ကကြာဒါပေမဲ့ကိုတွေခစ်ကလည်းတကယ်ကိုမထင်ထားတော့အောင်ကိုသူကတော့ဘောလုံးကွဲရှန်ထွက်တယ်လာရောက်ပြီးတော့အားပေးခဲ့တာအာဆီယံချန်ပီယံရှစ်အဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့က ကိုကိုတိုင်းဘလုံးမဘွားဖြစ်ခဲ့တဲ့အချိန်မှာပြည်သက်လုံးဝကို sharing ဖြစ်သွားတယ်မိကလေးတင်အောင်အပိတ်မှုတိတ်မရှိတော့ဘူးနောက်ဆုံးကျွန်တော်တို့ဟိုနိုင်ငံခြားမှာသွားကန်လို့အောင်မြင်မှုရရင်တော့မှပဲပြည်သက်တွေမတိလောက်တဲ့အထိမင်းမျိုးသမီးတွေကဖြစ်သွားခဲ့တာဆိုတော့အခုနောက်ပိုင်းဒီခင်းနဲ့အညီအခုခင်းဖြစ်လာတဲ့တရားမလားဒီတစ်တော်ဒီလိုမျိုးတွေကဖြစ်လာတော့ပြည်သက်ကမိကလေးတွေအရန်အားပေးတာ အခုချိန်ဒီပြန်ပြောဆိုရင်အခုလက်ရှိမြင်တွေ့နေရတာကတော်တော်အံ့ဩစရာကောင်းနေတာအမျိုးသမီးဘွားဆိုသူတို့ကြီးဖို့အတွက်ပဲအရင်တော့ဆိုဒီဘလုံးသုံးနာဘလုံးခွဲပတ်လဲမှာပေးသက်ပဲရှာမှမရှိတဲ့ချိန်မှာအခုဆိုလို့ရှိရင်အမျိုးသမီးဘွားဆိုတာလည်းသူတို့ကဘလုံးခွဲမလာခင်တည်းကတက်တော်မှလည်းကျင်ညာသူတို့သူတို့ကိုပေးသက်ကဟိုအားပေးနေတာဗောနော်ကိုင်းထဲမှာဆိုလည်းအခုအရှမ်းပြည့်ရှင်ပြီးတော့လာရောက်အားပေးတဲ့ဟာကြီးကတော့ဒါအခုခေတ်ပေးသက်တည်းရဲ့အမျိုးသမီးဘလုံးပေါ်အားပေးတဲ့ဟာကတော့အရင်ခေတ်နဲ့အခုခေတ်နဲ့ရဲ့စောစောပြောသူတို့ပေါ့ ဟိုနှစ်တည်းလဲပြောင်းသလိုသူတို့ခင်နဲ့သူတို့ဖြစ်လာတာလို့တော့မြင်ပါတယ်ဟုတ်ကဲ့ပါအဲ့ Woman League ဆိုလို့ရှိရင်နောက်ထပ်ထူးခြားတာတစ်ခုကမျိုးသမီးတွေဘလုံးကန်တာကိုလာအပေးတာမျိုးသမီးတွေเนาะအဲ့ဒါကလည်းတော်တော်လေးကိုထူးခြားတယ်လို့ပြောတော်တော်ထူးခြားတယ်ကျွန်တော်တို့ဆိုအခုကျွန်တော်ဆိုဒီငါသစ္စာအမှန်မေးဘလုံးနဲ့ကန်နေတာလေဒါမဲ့ပေးတဲ့အရင်တော့မရှိဘူးဒီ woman league တမီးရေဆိုလို့ရှိရင်ကွဲရပါမယ်ဟိုကန်တယ်ဆိုလို့ရှိရင်လည်းဒီ sling ွဲမှာဆိုလဲလာပြီးတော့ကိုတွေကဟိုလူလဲမရှိဘူးနှစ်သိန်းပဲကန်နေရတာဟိုဘက် ကစားသမားဒီဘက်ကစားသမားနဲ့ official တွေလောက်နဲ့နည်းနည်းကိုရှိမှပါလာလူတွေလောက်ပဲအားပေးတယ်ဘလုံးမကွဲဆိုလဲလာတာပဲရှိတယ်ကွဲနဲ့ရောက်တာနဲ့ကိုရင်းဒီလောက်ပဲသွားတာသိနောက်ကိုရှိကပါလာတဲ့ပေးတဲ့လောက်ပဲရှိတယ်အခုကကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟာအမျိုးသမီးချင်းရှိတယ် woman လေးမှဆိုလဲအခုဘာဖြစ်ဖြစ်တိတိတာတာပေါ့သူတို့အားပေးတဲ့အတင်းလေးတွေပေါ့အခုဆိုသူတို့ကကျွန်တော်တို့ဆိုအခုဒါသစ္စာအမှန်တည်းဆိုလဲကိုယ်အတင်းမှာပါပဲသူတို့ကြိုက်တဲ့ပေးကစားသမားလေးတွေရှိတယ်ဒါပေမဲ့ဂျန်နဲ့ ။တရားရီ United တို့ရန်ကုန်တို့ရှမ်း United တို့ဆိုဒီ ISBE တို့အဒီလိုမှသူတို့ကြိုက်တဲ့ဘယ်လိုရှိလို့ဆိုလို့ရှိရင်အဲ့ဒီဘွဲဆိုလို့ရှိရင်အခုဆိုကလေးတွေကိုပြောတယ်။ အဲဝူမန်လီကတော်ဟုတ်နေပြီနော်ဟိုကိုရီဆိုလို့ရှိရင်လို့ရှိရင်အပေးသက်ကပါနေပြီအခုမင်းတို့ဘာမှဟိုအဖေကငါတို့ဒီနေ့ဟိုအသင်းကြီးပေါ့အခုတို့အပေးတဲ့တို့ကြိုက်တဲ့ပလီယာတွေပါတဲ့နေ့ဆိုလို့ရှိရင်ပေးသက်တွေကအော်တိုကိုလာပြီးသားဆိုတော့ဆိုတော့ဒါတွေကမျက်စိရှိတယ်ကိုပြောင်းလဲသွားတဲ့ဟာပေါ့နော်ဒီဝူမန်လီမှာတိတိတတ်တာကြီးအမျိုးသမီးလီကအရင်တော့ဆိုလီပဲကျင်းပါထားတာရှိတယ်ပေးသက်မရှိဘူးအခုဆိုလို့ရှိရင်ပေးသက်ကဘာပဲပြောပြောတို့ကြိုက်တဲ့အသင်းနဲ့မဟုတ်ဘူးတို့မကြိုက်တဲ့အသင်းဆိုမဲ့လည်းအမျိုးသမီးဝူမန်လီဒီနေ့ပွဲရှိတယ်ဆိုတော့တို့ကတို့တဲ့အားပေးဖို့အတွက်ပေါ့ဒါမျိုးလေးတွေကအခုတိတိတတ်မြင် င်တွေ့ရတဲ့ဟာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအဲ့ဒီလိုမျိုးပေါ့နော်ပရိသတ်ရဲ့ဥမန်လီအပေါ်စိတ်ဝင်စားမှုအမျိုးသမီးဘောလုံးအပေါ်စိတ်ဝင်စားမှုအရှိန်အဟုန်ကိုရေရှည်တည်တန်းအောင်ဘယ်လိုမျိုးဆက်ပြီးတော့သွားတင်တယ်လို့မြင်လဲခဏလေးပဲနဲ့ပြီးသွားတာမျိုးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမဖြစ်စေချင်သလိုကိုစန်းတို့ကိုယ်တိုင်လည်းဖြစ်စေချင်မှာမဟုတ်ဘူးလေအဲ့ဒါဘယ်လိုမျိုးရေရှည်တည်တန်းအောင်လုပ်တင်တယ်လို့မြင်လဲရေရှည်တည်တန်းအောင်ဆိုတာကတော့ဆောပြောသလိုပေါ့ပြိဿဆိုတာကတော့ဟိုဒီကုခိပေါ့ဒါအမှန်တမ်းပြောရင်တော့ကုခိဖြစ်တာကတော့ဒီတစ်တော့ အကနေမှာဗိုင်းမဆယ်လေးဖြစ်ကြတယ်ဆိုရယ်မီဒီယာတွေကသူတို့ကနေမှာဆွဲတင်တာတွေရှိတယ်သူတို့ကြိုက်တဲ့လူတွေဒါမျိုးလေး page လေးတွေရှိတာရှိတယ်ဒါပေမဲ့ရေရှည်တည်တဲ့မှုဆိုတာကတော့ကျွန်တော်ပြောပြီးသားလေပြည့်တဲ့ဆိုတာလည်းဘလုံးကိုအားပေးတာအားကစားသမားကိုပဲကျွန်တော်တို့အားပေးတာကျွန်တော်တို့ကလက်ရှိအောင်မြင်ဖို့ဆိုတာကကျွန်တော်တို့ဘလုံးသမားတွေကပဲကိုလုံးရမယ်လုံးရတယ်လုံးဖို့လိုတယ်ပြည့်တဲ့ဆိုတာတော့သူတို့ချက်နှစ်တဲ့ပလီယာကိုသူတို့အားပေးမယ်သူတို့ချက်နှစ်တဲ့လူကိုသူတို့ သွားမယ်သူတို့ကျန်နေတဲ့အသင်းကိုသူတို့သွားရင်သွားမယ်အဲ့ဒီပေါ်မှာတော့သူ့အသင်းကိုအားပေးတယ်လို့သူ့အားပေးတယ်ဆိုပြီးတော့ကျွန်တော်တို့ကသွားလို့မရဘူးပြီးတော့ရေရှည်သွားဖို့ဆိုတာလည်းဆော့ဆော့လို့ပေါ့ကျွန်တော်တို့ကပြေးတဲ့အားပေးနေလို့ကန်တယ်ပြေးတဲ့အားပေးနေလို့သွားတယ်ဆိုတော့ပုံစံမျိုးဘောလုံးသမား site တွေကမရှိစေချင်ဘူးအဲ့ဒါဘောလုံးသမားကကိုလိုရမှာဒီဘောလုံးကန်ဖို့ကိုလိုရမှာအခုဆိုတော့ဒါနိုင်ငံလေရေးစင်ကစားသမားတွေဆိုလည်းပြေးတဲ့အားပေးနေတယ်အခုပြေးတဲ့တွေလာတယ်သူတို့အောင်မြင်ချင်တယ်သူတို့ရဲ့သူတို့ ဖြစ်စေခြင်းတဲ့ဟာကိုလုပ်ဖို့ဆိုတာကိုယ်ရေကစားသမားတွေပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်။ဒွဲမားတဲ့လမ်းကြောင်းတော့မဖြစ်စေချင်ဘူး။ဒီပေါ်မှာတော့အားပေးတာတော့ချိန်နဲ့တက်ဖို့လိုတယ်။ဒါပေမဲ့ဘောလုံးနဲ့တော့ကျွန်တော်တို့ကနိုင်ငံအတွက်လုပ်ဖို့တော့လိုသေးတယ်။ဆောစောကျွန်တော်ပြောသူကိုကိုကိုနိုင်ငံအတွက်ဘယ်လိုကြိုးစားအောင်ဘောလုံးမှာဘာတွေလိုအပ်သေးလဲကိုလိုတဲ့ဟာတွေအများကြီးပေါ့ position light တွေမှာကျွန်တော်တို့ကသွားဖို့တော့လိုတယ်။အဲ့အတွက်အဲ့ဒီ ဘောလုံးကိုပဲဒီဇိုင်းမဲ့မလုပ်ခွင့်နဲ့စောစောလို့ပေါ့ဒီပေါ်မှာအာယုံစူးစိုက်မှုကျွန်တော်တို့ကသွားလိုက်ကြမယ်ဆိုရင်တော့ဒီအသင်းတွေကကျွန်တော်တို့ဟိုရေရှည်တော့ကျွန်တော်တို့မဖြစ်နိုင်ဘူးဒီလိုရေရှည်ပေးတဲ့အပိနေကိုဆိုရင်တော့ကျွန်တော်တို့ဘောလုံးသမားတွေဘက်ကနေပြီးတော့မှကိုယ်အသင်းမှာဆိုလဲအကောင်းဆုံးကိုယ်အသင်းတွေကစားကြမယ်ကိုကိုယ်တိုင်အများကြီးဘောလုံးနဲ့ပတ်သက်တဲ့ကြိုးစားအားထုတ်နဲ့သွားမယ်ဆိုရင်တော့ဘောလုံးလည်းမတင်းမပြောက်ပြက်တယ်လို့ကျွန်တော်တို့ဘောလုံးလည်းတိုးတက်မယ်ပေးသက်တွေကလည်းဒီထက်မှကဒီပေါ်မှာသွားမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဒါလက်ရှိစီဂိမ်းအကြောင်းကိုကျွန်တော်တို့ပြန်ပြီးတော့ သွားလိုက်အောင်ကစမ်းရေလက်ရှိစီဂိန်းကိုသွားရောက်ရှင်ပြိုင်မှုအတွက်ရွေးချယ်ထားတဲ့အခုနှစ်ကစားသမားအစုအဖွဲ့ကိုကိုစမ်းဘယ်လိုမြင်လဲဗျအစုအဖွဲ့ကိုဆိုတာကဆောရပြောသလိုပေါ့အခုခေတ်ဘောလုံးကလည်းကျွန်တော်တို့ကအခုမှဝူမန်လီဆိုတဲ့ကျွန်တော်ဒီပွဲလေးကျင်းပါတယ်ဒါပေမဲ့လူဆိုတာကဒီလူလေးတွေပဲကျွန်တော်တို့တန်တရာလဲနေတာဒါပေမဲ့အခုတော့ဒီအာဆီယံချန်ပီယံရှစ်မှာသူတို့ကလေးတွေရွှေရခဲ့တယ်နောက်ဒီစီဂိန်းအတွက်ဆိုတော့နောက်ထပ် အခုဆို16နှစ်ရောက်အမျိုးသမီးမှာဆိုလဲနောက်ထပ်စူးစမ်းတဲ့ကလေးတွေရှိလာတယ်အခုဆို human လीမှာဆိုလဲထပ်ပြီးတော့မှစူးစမ်းမှကလေးတွေအများကြီးဖြစ်ပေါ်လာတယ်ဆိုတော့စူးစမ်းဖို့တော့ကျွန်တော်အများကြီးလိုသေးတယ်အခုလက်ရှိအနေအထားနဲ့တော့ကျွန်တော်အစည်းအဝေးမျိုးသီးဘောလုံးတဲဆိုတာလဲဟိုတည်တယ်ဒါကျွန်တော်တို့လိုအရင်ကျွန်တော်တို့လက်တူကစားခဲ့တဲ့ခင်မာလာထုံးလို့ဝင်းသိကြီးထုံးလို့တပါကစားသမားကြီးတွေဆိုတော့ဒီကလေးတွေပဲရှိတာလေနောက်တဲ့ထဲမှာဆိုတာအလဲလက်လောက်သွားနေတဲ့ကလေးတွေဆိုတာစမ်းစမ်းတော်တို့ ဟိုနောက်တန်းစမ်းတော်တော်လို့ဇုံယူရဦးလို့တော့အခုဘာပဲပြောပြောရှေ့တန်းမှာသူတို့သွားနေလို့မေဖီမှာဆိုလက်တာခင်မုံမို့ထုံးတော့အခု train ထားတဲ့ဟာတွေပေါ့အခုဒါတော့ Facebook မှာနာမည်သူ့အောင်တက်နေမေထက်လူတို့နော်ထက်တဲ့ဝေးတို့ဒါတော့ဒါတပိုင်းမော်ဖြူဝင်းတို့ကတော့ဆိုတော့ဒါမဲ့အသင်းအနေနဲ့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကကလေးတွေအများကြီးကြိုးစားဖို့လည်းကျွန်တော်လိုပါသေးတယ်ဘာလို့လဲဆိုတော့ဘောလုံးနဲ့ပတ်သက်တာဘောလုံးကဆိုတော့ပြောသလိုပေါ့အများကြီးနည်းနည်းတယ်ကျွန်တော်တို့က ဟိုကိုကိုတန်းလိုအပ်တဲ့ဟာတွေအများကြီးပြင်ဆင်ပြီးတော့ကျွန်တော်သွားရအောင်ပါဗောနော်အခုလက်ရှိကလေးတွေမှာတော့ကျွန်တော်တို့ခင်နေရတော့ကျွန်တော်တို့ကရှင်လို့တော့မရဘူးကျွန်တော်တို့ခက်ကပုံစံမျိုးတွေကျွန်တော်တို့ခက်ကအားတွေကျွန်တော်တို့ခက်ကမန်တွေကျွန်တော်တို့ခက်ကကစားခဲ့တဲ့ဟာတွေတော့သူတို့နဲ့တော့မရှိဘူးဒါကကျွန်တော်တို့ခက်အခုကသူတို့ခက်ဖြစ်လာပြီဖြစ်တယ်ဒါဒါမဲ့အခုလက်ရှိအနေထားမှာတော့အားရကျင်းတဲ့ရှိလားဆိုတော့ဖွဲ့စည်းရတဲ့ဟာတော့ ဆိုတော့ကျွန်တော်ပြောတဲ့ player တွေကတော့ရှေ့ကနေအရှင်းဆုံးသွားကြမယ်နောက်ကနေမှလူငယ် sporting ကလေးတွေကလည်းဘာဖြစ်ဖြစ်ဒီအကိုတွေအမတွေနဲ့အများကြီးသူတို့ထပ်ပြီးတော့စ조사မယ်ဆိုရင်တော့အခုလက်ရှိအနေအထားပေါ့နော်ဆိုတော့အောင်မြင်နေတဲ့အတိုင်းအတာတစ်ခုကိုသူတို့ဆက်ထိန်းပြီးတော့ထားမယ်ဆိုတော့ဒီစီကင်ပွဲလေးမှာလည်းအောင်မြင်မှုတစ်ခုတော့ရနိုင်ပါကာလာဝင်မယ်လို့ထင်တယ်ကာလာကတော့ကျွန်တော်ပြောပြီးသားကျွန်တော်တို့ကအုပ်စုမှလည်းကျွန်တော်တို့ကချက်တယ်လေအုပ်စုချက်တယ်ဆိုတာကလည်းဘာဖြစ်ဖြစ်သစင်ချင်းကန်တာဒါပေမဲ့အများတန်းကျွန်တော်ပြောပြီးသားတစင်ချင်းကန်တာမှန်ပေမဲ့ကိုယ်လက်ရှိ ကြောက်နေတဲ့ဟာကိုပဲအဓိကထားနောက်ဆိုတဲ့ဟာနောက်မှဖြစ်လာမဲ့အုပ်စုတွေတက်သွားပြီးတော့ဟာတွေကိုမစင်းစားနိုင်ဘူးလက်ရှိအုပ်စုမှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်ကစားဖို့ရှိမယ်ဒါပေမဲ့ BNN ကတော့ပြီးခဲ့တဲ့ ASEAN Championship တော့လည်းကျွန်တော်တို့ကမတွေးခဲ့လိုက်ရဘူးအခုမှကျွန်တော်တို့အုပ်စုထဲမှာလာတွေ့တာဆိုတော့ကျွန်တော်တို့ကဒီနှစ်သင်းမှာပါပြီးတော့တသင်းကိုနိုင်တာတဲ့ကျွန်တော်ကတက်ဖို့အချိန်တိုင်းတော့လို့ရှိအဲ့တော့သူတို့တွေဒီ final မှာငါတို့ကစားမယ်ဆိုတာကိုမတွေ့အခုဒီပွဲလေးမှာသူတို့ပထမဦးဆုံးတွေ့မယ် အကောင်းဆုံးကျွန်တော်တို့အုပ်စုနှစ်သင်းထဲကတသင်းကိုပဲရှိသမျှအင်တာအားရနဲ့တို့တရားလေးစူးစမ်းကလေးကစားမယ်ဆိုရင်တော့ကျွန်တော်တို့ကစုတစ်ခုလောက်အထိကိုကျွန်တော်ရနိုင်မှုရှိပါတယ်ဟုတ်ကဲ့ပါဒါဒီနေ့မှလာဖြည့်ပေးတာလေကျေးဇူးအများကြီးတင်ပါတယ်ဒါဆဆန်းမော်ပါအော်ကျွန်တော်ထပ်ပြီးတော့သိကျင်တာလေးတခုရှိတယ်။ဆန်းဆန်းမော်ဆိုတာနဲ့ကျွန်တော်တွဲပြီးတော့အမြင်တဲ့အရာကနံပါတ်၄ပေါ့။ဟုတ်ကဲ့။ဘာလို့နံပါတ်၄ယူတာ?ကျွန်တော်ကနံပါတ်၄ယူတယ်လို့မကျွန်တော်မနက်ခင်းဘောလုံးမပေါ်မှာနံပါတ်၄ကကျွန်တော်က နှစ်နဲ့လည်းကစားခဲ့တယ်။ဝင်းဆိုင်ပဲလည်းကျွန်တော်ကစားခဲ့တယ်။လေးနဲ့ကျွန်တော်နောက်တဲ့အထိုင်လည်းကျွန်တော်ကစားခဲ့တယ်။နံပါတ်3နဲ့လည်းကျွန်တော်ကစားခဲ့တယ်။နောက်ဆုံးနံပါတ်5နဲ့လည်းကျွန်တော်ကစားခဲ့တယ်။နောက်တန်းမှာပဲပေါ့။နောက်ဆုံးကျွန်တော်ဘောလုံးနားမဲ့ကစားသမားဘုရားနားမဲ့အချိန်မှာကျွန်တော်နံပါတ်6နဲ့နောက်ဆုံး finish မှာကျွန်တော်6ကတော့ကျွန်တော်မဖီးအလဲတန်းတက်ဆော်ပြီးတော့ကျွန်တော်နားခဲ့တာ။ဒါပေမဲ့ကိုဘုရားရဲ့မိတ် အကောင်းဆုံးနံပါတ်ကတော့၄ပေါ့ဘာလို့၄နဲ့ကစားကြလဲဆိုတော့၄ကနောက်ဆုံးနောက်တန်းကစားသမားနောက်တန်းဆိုတာကျွန်တော်တို့အများနဲ့တီးမှာဆိုအများနဲ့ပြောပြီးသားကိုသမားပြီးသွားရင်နောက်တန်းလုံးဝစတောင်းဖြစ်ရမယ်ကိုကဆိုတော့ကိုကအားရမှန်နေကိုကအဲ့လိုမျိုးကစားခဲ့တာလေကိုကစားခဲ့တဲ့အချိန်တော့ဆိုကောင်းဆိုလဲတိုက်ခဲ့တာကိုကောင်းလို့ဆိုတော့မှ꿰ရတာဆိုမနေဘူးသူဆိုဘာမှကိုကဟိုအာယုံထဲမှာမရှိဘူးနားမှာလည်းမရှိဘူးကြောက်မှာလည်းမရှိဘူးတော့ကိုလုံးဝမဲ့လုံးနောက်တန်းကစားသမားတယောက်အနေနဲ့ဒါလုတ်ခဲ့ရတဲ့ဟာလေးဆိုတော့ဘာလို့လေးကိုကြိုက်လဲဆိုတော့ တကယ်အသင်းမှာရှေ့မှာကိုးဘလောက်ပဲရှူရှူနောက်တန်းမှာကျွန်တော်ကိုးပေးနေရလို့ရှင်ဘာမှအသင်းအတွက်ကျွန်တော်အောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေအဲ့တော့ဘာပဲပြောဒီနေရာလေးမှာကိုနောက်တန်းနေရာမှာကိုကိုကိုအစွမ်းကိုစူးစမ်းခဲ့တယ်ကိုမရဘူးကိုမပြရဘူးအတွက်ဆုံးဖြတ်ချက်တွေနဲ့အများကြီးကစားခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီနံပါတ်၄နဲ့ကတော့အများကြီးအကြာကြီးပေါ့လက်ရွေးစင်ဘွားဖြစ်ခဲ့တာပါအဆုံးသက်အနေနဲ့ပေါ့နော်စီကိန်းတွားပြိုင်မဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုကိုစန်းဒီကနေပါများပြောချင်တာရှိအောင်ဟုတ် ဒီအခုသွားပြိုင်နေတဲ့စီကိတ်မင်းကြီးဘလုံးသေးတော့ဘာပဲပြောအခုသွားပြိုင်မယ့်ပွဲမှာကိုယ်လည်းအခုစီနီယာကစားသမားတယောက်အနေနဲ့စီကိတ်တွေ့ကြုံနေရောကိုဖြတ်တန်းခဲ့တာတွေမင်းနဲ့မှဒီအမျိုးသမီးကြောင်းဘလုံးအကြောင်းလေးပြောတဲ့အချိန်မှာသမီးဒီအသင်းနဲ့ပတ်သက်လို့ပြောခဲ့တဲ့အရာလေးတွေပေါ့နော်ဟိုဆရာဘက်ကနေမှဟိုမင်းတို့အသင်းပေါ်မှာတချို့မြင်တာလေးတွေရှင်းနေရှောက်နားလိုက်ပြီဆရာအနေနဲ့ကတော့ဒီပွဲမှာဘာပဲပြောပြောမင်းတို့နိုင်ငံအတွက် ဘာပဲပြောစီးကိန်းတစ်ခေတစ်ချိန်ကိုပြန်ရောက်လာပြီဒီပွဲလေးမှာဆရာတို့ကစားခဲ့တယ်လို့ပဲစီးကိန်းရောက်ပြီလို့ရှိလို့ရှိရင်နည်းနည်းမှတစ်ချိန်ကစားရတဲ့ပွဲလေးမှာဒီနိုင်ငံအတွက်အခုဘာပဲပြောပေးတဲ့အားပေးနေတယ်လို့မင်းတို့ကိုယ်တိုင်လည်းစူးစမ်းအားထုတ်တယ်လို့ဒီပွဲလေးမှာနိုင်ငံအတွက်ဆရာကိုဘွားမှာဆိုလည်းမရခဲ့တဲ့ရွှေသေးစုကြီးကိုအခုလက်ရှိဖွဲ့စည်းထားတဲ့မြို့သမီးဘောလုံးသေးလေးကဒီပွဲကြီးမှာအနိုင်ရရှိပြီးတော့နိုင်ငံအတွက်စီးကိန်းရွှေသေးစုရရှိပါစေလို့ဆုတောင်းပေးပါတယ် အခုလိုအချိန်ပေးပြီးတော့လာဖြေပြီးတာကျေးဇူးများတင်ပါတယ်ကိုစိုင်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကိုအမတိုင်ဖို့ဟုတ်ကဲ့ပရိသတ်များခင်ဗျာဒီကနေ့ရဲ့အစီအစဉ်မှာတော့မြမလေးစဉ်ဘလုံးသမားဟောင်းတို့ဖြစ်တဲ့ဆက်ဆက်မော်ပြန်ပြောပြတဲ့စီကိန်းပြန်ပွဲအကြောင်းကိုကြည့်ရှုခဲ့ရတာသဘောကျနေတဲ့မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ